မင်္ဂလာပါခင်ဗျာလေပင်ရွတ်တင်ရေနိုဝင်ဘာလ19ရက်နေ့ညပိုင်းသတင်းအစီအစဉ်ဒိုင်းထုံးလို့ကနေပြီးတော့ကြိုလိုက်ပါရစေဒီကနေ့မှာတက်ဆက်ပြီးတော့မယ့်သတင်းတွေကတော့လောင်လုံးမြို့နယ်ကြောက်ရည်တွင်ကြီးဝါအနီးစင်တောင်းပင်လေကန်ကြီးမှာဝေလာငမန်း၃ငောင်းတောင်းတင်တည်ဆုံနေဆိုတဲ့သတင်းရေကမီနယ်နဲ့မလေးရှားနိုင်ငံကိုပို့ဆောင်မယ်ကြက်120ဘီလီယံကန်တန်ဖိုးရှိတဲ့ ice 4000 kg နဲ့အတူ AA ဖွဲ့မှစီးပွားရေးတောင်ငံအပါဝင်24ဦးဖမ်းမိတယ်ဆိုတဲ့သတင်းပါလက်စတိုင်းကိုတိမတ်ပြုတ်ထားတဲ့ကနေဒါက၎င်းတို့ရဲ့တူရန်တိုမြို့မှာ လက်စတိုင်းအလံကိုပထမဆုံးလွှင့်ထုတယ်ဆိုတဲ့သတင်းဂါဇာပြစ်ခတ်ရစေးရေးကြောင့်အစ္စရေးကိုလက်နက်တင်ပို့မှုဆိုင်းငံ့ထားခြင်းအပေါ်ဂျာမနီရုတ်သိမ်းတယ်ဆိုတဲ့သတင်းအင်ဗီရောမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ဆီရိုနက်ဒိုတွေ့ဆုံခွင့်ရခဲ့တယ်ဆိုတဲ့သတင်းအစိုက်သတင်းတွေကိုတက်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့လောင်လုံးမြို့နယ်ကြောက်ရည်တင်ကြီးဝါအနီးစင်တောင့်ပင်လေကမ်းခြေမှာဝေလာငမန်း၃កောင်တောင်းတင်တည်ဆုံးတယ်ဆိုတဲ့သတင်းကိုတက်ဆက်ပေးပါမယ် တင်းလိုက်တဲ့ဒေသကြီးလောင်းလုံးမြို့နယ်ကြောက်ရည်တင်ကျွာနီစင်တောင်းပင်လေကမ်းခြေမှာဝီလာငမန်း၃ငောင်တောင်းတင်တည်ဆုံးခဲ့တယ်လို့ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်နိုဝင်ဘာ16ရက်နေ့မနက်ပိုင်းအချိန်ကအဆိုပါစင်တောက်ကန်းကြီးမှာဝေလငမန်ဒေတာအခေါ်ဝါစီပြော့၃កောင်တောင်တင်တင်ဆုံးနေတာကိုတွေ့ရှိခဲ့ရကြောင်းနဲ့အဆိုပါဝေလငမန်၃កောင်မှာပြင်ပတရားကြီးကြီးမားမားမတွေ့ရကြောင်းဒေတာကန်တိုးကပြောပါရယ်အရင်အစားကတကောင်က28ပေလောက်ရှိတယ်နောက်ထပ်နှစ်ကောင်က10ပေကျော်ကျော်လောက်ရှိတယ် ငါးဖန်းလေတစ်စီးကငါးဖန်းပိုက်ဆွဲလာရင်ကန်းချေဘက်ကိုပါလာရလို့ပြောကြတယ်။ရေထဲကိုပြန်မချပေးကြလို့တောင်တင်ပြီးတည်ဆုံးခဲ့ကြတာလို့သိရပါတယ်လို့၎င်းကဆက်လက်ပြောပါတယ်။အဆိုပါဝီလငမန်းတွေဟာလောင်းလို့မျိုးနဲ့အတွင်းမှာရှိတဲ့စင်တောက်ကန်းချေ၊တရောကန်းချေနဲ့ဖိုးဖိုးကြောက်ကန်းချေတွေမှာနှစ်နှစ်ကိုတစ်ချိန်ကပေါ်လာတဲ့လေရှိကြောင်းလဲဒေသခံတွေရဲ့ပြောကြားချက်တွေအရသိရပါတယ်။ ပြီးခဲ့တဲ့2021ခုနှစ်နဲ့2022ခုနှစ်အတွင်းကလည်းတနင်္သာရိုင်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ပလောမြို့နယ်ကြောက်ကာကျေးရွာနဲ့ကျွန်းစုမြို့နယ်သဲတန်းကျေးရွာအနီးပင်လယ်ကမ်းခြေတွေမှာဝေလငမန်းတချို့တောင်တင်းတင်ဆုံမှုရှိခဲ့ကြောင်းလည်းဒေသခံတွေထံကသိရပါတယ်။ဝေလငမန်းတွေဟာငမန်းမျိုးနွယ်ဝင် ဖြစ်ပြီးအလွန်ရှားပါးပြီးမျိုးသုံးလူနေပါအနည်းငယ်ရှိနေတဲ့မျိုးစိတ်ဖြစ်တဲ့အပြင်တက်တန်းအရင်ဆုံးငမန်းမျိုးစိတ်ဖြစ်ကြောင်းဝေလငမန်းတွေဟာ46ပြည်အထိရှေးလျားနိုင်ကြပြီးအလေးချိန်12တန်ခန့်အထိ ကြီးထွားနိုင်ကြတဲ့အတွက်ကမ္ဘာပေါ်မှာရှိတဲ့ငါးမျိုးစိတ်တွေအားလုံးမှာအရင်အစားအကြီးမားဆုံးငမန်းမျိုးစိတ်ဖြစ်တယ်လို့သိရပါတယ်။အဆိုပါဝေလငမန်းတွေဟာပင်လယ်သမုဒ္ဒရာတွေရဲ့အပူပိုင်းနဲ့အပူရော့ပိုင်းရေပြင်တွေမှာကျန်းစားလေးရှိပြီးမြန်မာ၊ထိုင်း၊အင်ဒိုနီးရှား၊အိန္ဒိယနိုင်ငံတွေနဲ့ထိစပ်နေတဲ့အက်ဒမန်ဆီမှာအများဆုံးကျန်းစားကြကြောင်းနဲ့မြန်မာနိုင်ငံမှာတနင်္သာရီကန်ယူရန်ဖေကျွန်းစုအပါအဝင်မြမပင်လေပင်နဲ့ကန်ယူရန်ဒေသတွေမှာတွေ့ရှိရလေရှိရလို့သိရပါတယ်။ အဆိုပါဝီလာငမန်းတွေဟာမျိုးတုံးလူနေပါအနေရရှိတဲ့မျိုးစိတ်အဆင့်အဖြစ်တဘာဝထိန်သိမ်းစောင့်ရှောက်ရေးပြည်ပဆိုင်ရာတမကက2016ခုနှစ်ကစတင်သတ်မှတ်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရခိုင်ပြည်နယ်နဲ့မလေးရှားနိုင်ငံကိုပို့ဆောင်မဲ့ကြက်120ဘီလီယံခန့်တန်ဖိုးရှိတဲ့ ice 4000 kg နဲ့အတူ A ဘွဲ့မှာစီးပွားရေးတောင်ငံပေါင်ဝင်24ဦးကိုဖမ်းမိတယ်ဆိုတဲ့သတင်းကိုတက်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်နဲ့မလေးရှားနိုင်ငံကိုပို့ဆောင်မဲ့ကြက်120ဘီလီယံခန့်တန်ဖိုးရှိတဲ့ ice 4000 kg နဲ့အတူ AA ဘွဲ့မှာစီးပွားရေးတာဝန်ခံခင်ထွန်းပါဝင်24ကိုဖမ်းမိခဲ့တယ်လို့သိရပါတယ်။နဝေမာ9ရက်ညပိုင်းမှာ AR တိုင်းဒေတာကြီးပသိမ်မြို့နယ်တင်ရက်ကွက်စင်အိုးပူရက်ကန္နာလန်ကိုရောင်အမှတ်ဆက်ကိုမှမြေောက်ခံအတွင်းတိုဝက်ထိန်သိမ်းထားတဲ့ရခိုင်ပြည်နယ်နဲ့မလေးရှားနိုင်ငံကိုပို့ဆောင်မဲ့ ice မူညစ်စေဝါကီလိုဂရမ်လေးတောင်တမွန်ငွေကျပ်120ဘီလီယံကျပ်နဲ့အတူ AA အဖွဲ့ကထောက်ပံ့ရေးတာဝန်ခံခင်ထွန်းနဲ့ ပသိမ်မြို့မှာမူရင့်ဇေဝရဲကိုထိမ့်သိမ်းပေးသူလာမင်းခန့်တို့နှုတ်ကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။၎င်းတို့နှုတ်ရဲ့ဖော်ထုတ်ချက်အရနိုဝင်ဘာ6ရက်မနက်ပိုင်းမှာဆက်ဆက်တရားခံတွေကိုဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာရန်ကုန်တိုင်းဒေသကြီးလမ်းမတော်မြို့နယ်ဇော်ကြီးလမ်းမှာရှိတဲ့ရွှေလမင်းစေးရုံမှာနိုင်လင်းကို၎င်းပသိမ်မြို့နယ်ကိုရက်ကွက်ထင်းမုံစိတ်ကြီးရွာမှာစော်မင်းထုံးခေါ်ညီပုကို၎င်းတနင်္သာရီတိုင်းဒေသကြီးကျွန်းစုမြို့နယ်မအိုင်ကြီးရွာအုပ်စု ကောင်းကောင်းကနန်းမွေးမြူရေးကန်အရှိရင်ပြမှာမွေးရည်စေဝါပို့ဆောင်ရမှာအသုံးပြုတဲ့ MV ရွှေလဝါကုန်တင်သင်မောတစင်းနဲ့အတူလှေလောက်သားတွေဖြစ်တဲ့ပင်နှင်းမောင်စိုးခင်ဝင်းအောင်ဆန်းဦးအောင်စင်လက်ဝင်းနိုင်အောင်လင်းကျော်မင်းလက်ဟိမင်းတို့ကျော်ကိုကိုထွေးတန်းထိုက်ဦးတို့ဇေဦးကို၎င်းဖန်ဆင်းရမိခဲ့တယ်လို့သိရပါဗျ။နိုဝင်ဘာ6ရက်နေ့ပိုင်းမှာချောင်းသာမြို့အမှတ်3ရပ်ကွက်မှာဝင်းဝင်းထွန်းခေါ်ဝင်းထွန်းကို၎င်း ချောင်းသာမြို့အမှတ်နှစ်ရပ်ကွက်မြပလဲသွဲလမ်းမှာအောင်မျိုးဝင်းခေါ်မင်းသားကြီးကို၎င်းပသိမ်မြို့နယ်တလက်ခွာကြီးရွာအုပ်စုမော်တော်ကုန်းကြီးရွာမှာအာဆာခေါ်ဝတ်တုတ်ကို၎င်းအိန္ဒိညာပိုင်းမှာဘိန်းမြို့နောင်လေရပ်ကွက်ဗတောင်းရွှေဝလမ်းမှာရှိတဲ့ဘောဇဝတီစံဆိုင်မှာမူရစ်ဇေဝရီကိုထိမ့်သိမ်းပေးသူဒိုရာစတီဗန်ကို၎င်းဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာ9ရက်နေ့လယ်ပိုင်းမှာစိတ်ကြီးခနောင်တိုးစိတ်ကမ်းမှာလွန်းတင်ထားတဲ့မူရစ်ဇေဝရီတဲဆောင်ရမှာအသုံးပြုတဲ့ MV ရွှေဝတီကုန်တင်သင်းမောတစည်းကို၎င်း ညပိုင်းမှာရန်ကုန်ပြည်ပဆိုင်ရာ၄စိမ့်မှာမူရစ်စေဝါတွေကိုပသိမ်မြို့ကနေမလေးရှားနိုင်ငံကိုပို့ဆောင်ခိုင်းသူဗောဇဝတီစံလုပ်ငန်းနဲ့ Utopia Future အင်ချမ်းမြေရောင်းဝယ်ရေးလုပ်ငန်းတို့ကိုဟန်ပြလုပ်ကိုင်နေတဲ့မောင်ငယ်ကို၎င်းနိုဝင်ဘာ၈ရက်ညနေပိုင်းမှာ ARD တိုင်းဒေသကြီးရွှေတောင်ရံမြို့အမှတ်နှစ်ရက်ကွက်အင်ဂျင်လန်မှာမူရစ်စေဝါပို့ဆောင်ရာမှာပါဝင်ခဲ့သူလေလောက်တာအောင်စိုးလင်းနဲ့အောင်ကိုလင်းတို့ညီကိုနှုတ်ဦးကို၎င်းနိုဝင်ဘာ၉ရက်ညနေပိုင်းမှာဘိမ့်မြို့နောင်လေရက်ကွက်ဗထောက်ရွှေဝါလမ်းမှာရှိတဲ့ ဘောဇဝတီစန်းဆိုင်အနီးမှာထွန်းထွန်းလင်းကို၎င်းထပ်မံဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာ17ရက်နေ့လယ်ပိုင်းမှာမူရင့်စေဝါရီပို့ဆောင်မှု စေခိုင်းသူခွင်းဆက်တင်ရခန့်ဖမ်းဆီးဖို့ကြံတဲ့အောင်းဝေခေါ်ရှောက်ထန်ခေါ်တမ်းမောင်ရဲ့အိမ်အိမ်အမှတ်ကိုမြင့်ဆောင်၄80ရတနာလန်းသွဲရှက်ဝန်ကောင်းရက်ွက်တာချီလေးမြို့နေအိမ်ကိုတွားရောက်ရှာဖွေရာနေအိမ်အတွင်းကနေအမေရိကန်နိုင်ငံထုတ် M4A1 တနက်တလက်၎င်းကြည်နှစ်ခု9.56ကြီ26တောက်အီတလီနိုင်ငံထုတ် ဗီရတာအမျိုးအစားပစ္စတိုတလက်၎င်းကြည်ရင်တစ်ခုအမေရိကန်နိုင်ငံထုတ်ဆစ်ဆိုအအမျိုးအစားပစ္စတိုတလက်၎င်းကြည်ရင်နှစ်ခုတို့ကို၎င်းနိုဝင်ဘာ16ရက်မှာကျောင်းကုန်းမြို့နယ်တင်းရက်ကွက်ဌာနလမ်းမှာဒိုရာမော့စ်နဲ့ပသိမ်မြို့၃ရက်ကွက်မြာကျွန်းသာအိမ်ယာမှာရှိတဲ့ရွှေမင်းသမီးဟိုတယ်မှာပီတာဖိုရိုနှစ်ဦးကိုထပ်မံဖမ်းဆီးရမိခဲ့တာကြောင့်ဖြစ်စဉ်မှာတရခန့်အမျိုးသား24ဦး F4A1 တနက်တလက်ပစ္စတိုနှစ်လက်ကုန်တင်သင်္ဘောနှစ်စီးတို့ကိုဖမ်းဆီးရမိထားတယ်လို့သိရပါဗျ။ ဖန်စီရမိထားသူတွေရဲ့ထွက်ဆိုချက်တွေအရတာကြီးလေးမြို့နေဖန်စီဖို့ကြံတဲ့အောင်းဝေခေါ်ရှောက်ထန်ခေါ်တမ်းမောင်နဲ့ဖန်စီဖို့ကြံတဲ့ဝမ်ဟိုင်းကျေးရွာနေတာကောတို့ဟာလွိုင်းလင်းခရိုင်ကျေးသီးမြို့နယ်ဝမ်ဟိုင်းဒေသကထွက်တဲ့မူရင့်ဇေဝတွေကိုစီပေါ့စာရင်တွေမှာမူရင့်ဇေဝတဲဆောင်မှုတည်ထက်ပြုတ်လောက်ထားတဲ့လျှို့ဝှက်အကန့်တွေအတွင်းမှာ၎င်း ကုန်တင်ရင်တွေမှာတခြားသောကုန်ပစ္စည်းတွေနဲ့ရောနှောပုံဖြတ်ပြီး၎င်းနီလန်းမျိုးစုံနဲ့ပသိမ်မျိုးကိုပို့ဆောင်ပေးခဲ့ရာပသိမ်မျိုးမှာရှိတဲ့မောင်ငယ်ပိုင်ဆိုင်နဲ့ကန္နာလန်ကိုရောအမှတ်၁၉မှာခိတထိမ့်သိမ့်တိုးဝတ်ပြီးမောင်ငယ်နဲ့အဖွဲ့ကမလေးရှားနိုင်ငံကို၎င်း AA အဖွဲ့ရဲ့ထောက်ပံ့ရေးတာဝန်ခံခင်ထွန်းနဲ့အဖွဲ့ကရခိုင်ပြည်နယ်ကို၎င်းပို့ဆောင်မှုစီစဉ်လျက်ရှိစဉ်ဖန်ဆီးရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်ဆက်လက်ပြီးတော့ ပါလက်စတိုင်းကိုဒီမဲ့ပြုထားတဲ့ကနေဒါက၎င်းတို့ရဲ့တူရန်တိုမြို့မှာပါလက်စတိုင်းအလံကိုပထမဆုံးလွှင့်ထူတယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်။ကနေဒါဘဟုဆိုရကစတင်မာလာရဲမှာပလက်စတန်နိုင်ငံကိုအတိအမှတ်ပြုခဲ့ပြီးနောက်ကနေဒါနိုင်ငံအကြီးဆုံးတူရန်တိုမှာပထမဦးဆုံးအကြိမ်ဖြစ်ပလက်စတိုင်းအလံကိုတူရန်တိုမြို့တော်ခန်းမှာနိုဝင်ဘာလ18ရက်နေ့ကလွှင့်ထူခဲ့ပါတယ်။ ကနေဒါဟာကုလသမဂ္ဂထွေထွေညီလာခံမှာပါလက်စတိုင်းနိုင်ငံကိုအသိမှတ်ပြုရမှာဗြိတိန်ပြည်သည်တို့နဲ့အတူပါဝင်ခဲ့တဲ့အနောက်အင်အားကြီးနိုင်ငံဖြစ်ခဲ့ပါတယ်။ပါလက်စတိုင်းနိုင်ငံကိုအင်အားကြီးနိုင်ငံတွေကအသိမှတ်ပြုခဲ့တာကိုအစ္စရေးနဲ့အမေရိကန်ပြည်ထောင်စုတို့ကဒေါသထွက်ခဲ့ကြပါတယ်။ကနေဒါကစက်တမမှာပါလက်စတိုင်းနိုင်ငံကိုအသိမှတ်ပြုခဲ့ပြီးတဲ့နောက်ပါလက်စတိုင်းပြည်သူတွေအတွက်အပြည်ပြည်ဆိုင်ရာတရားရေးဌာနလို့ခေါ်တဲ့အရက်ဖတ်လူအဖွဲ့အစည်းကတော်ရန်တိုမှာ ပါလက်စတိုင်းအလံကိုလွှင့်ထူဖို့တောင်းဆိုခဲ့ပြီးဒီလိုအလံလွှင့်တာဟာစီးလုံးညီညွတ်မှုကိုသင်္ကေတဆိုင်ရာဖော်ပြမှုဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။တော်ရွန်တွန်စီမေတာယာအစိုးရအဖွဲ့ကဒီတောင်းဆိုချက်ကိုအတည်ပြုခဲ့ပြီးအစိုးရအသိအမှတ်ပြုတဲ့ပါလက်စတိုင်းအလံကိုလွှင့်တင်ခဲ့ပါတယ်။ဆက်ပြီးတော့ဂါဇာပြစ်ခတ်ရစေးအကြောင်းအစ္စရေးကိုလက်နက်တင်ဖို့မှုစံကတ်ထားခြင်းကိုဂျာမနီရုတ်သိမ်းတဲ့ဆွေးနွေးပွဲတွင်ကိုတက်ဆက်ပေးပါမယ်။အစ္စရေးနိုင်ငံကိုလက်နက်တင်ဖို့မှု ဆိုင်းငံ့ထားခြင်းကိုရုတ်သိမ်းမှုဂျာမနီဆွေရက်ကဆုံးဖြတ်လိုက်ပြီးအစ္စရေးနဲ့ဟားမတ်တို့သဘောတူထားတဲ့အပြစ်ခက်ရစေးကြောင့်အခုလိုဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ဂျာမနီဝန်ကြီးချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူစီဘတ်စတီယန်ဟီရဲ့နိုဝင်ဘာ18ရက်တင်ညာချက်အရလက်နက်တင်ပို့မှုဆိုင်းငံ့မိန်ကိုနိုဝင်ဘာ24ရက်မှာစတင်ရုတ်သိမ်းသွားမယ်လို့သိရပါတယ်။အော်တိုဘာ10ရက်ခရဲကဂါဇာမှာအပြစ်ခက်ရစေးထားပြီး အခြေခံအားဖြင့်တည်ငြိမ်လာပြီးသဘောတူညီခဲ့တဲ့အချက်တွေကိုအားလုံးလိုက်နာမယ်လို့မျှော်လင့်နေအပြစ်ခတ်ရစဲရေးကိုထိန်းသိမ်းဖို့လူသားချင်းစာနာမှုအကူအညီတွေကိုကြဲကြဲပြန့်ပြန့်ပံ့ပိုးပေးဖို့နဲ့သဘောတူထားတဲ့အတိုင်းလုပ်ငန်းစဉ်တွေအစီအစဉ်တကျဆက်ပြီးလည်ပတ်ဖို့တွေလိုတယ်လို့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။အစ္စရေးအစိုးရဝန်ကြီးအဖွဲ့ကဂါဇာမြို့ကိုစစ်စင်ရေးဆက်လက်လှုပ်ဆောင်ဖို့ဆုံးဖြတ်ပြီးတဲ့နောက်ဩဂုတ်မှာဂျာမနီဝန်ကြီးချုပ် Friedrich Merz ကလက်နက်တင်ပို့မှုကိုရပ်တော့မယ်လို့ကြေညာခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အေဘီရောမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ဆီရိုနယ်ဒိုတွေ့ဆုံဝင်ရတဲ့ဆိုတဲ့သတင်းကိုတက်ဆက်ပေးပါမယ်။ပေါ်တူဂီသင်္ကောင်းဆောင်ဆီရိုနယ်ဒိုဟာမနေ့ကပြုတ်လုခဲ့တဲ့အင်ဂျူရောညစာစာဝဲမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တွေ့ဆုံဝင်ရရှိခဲ့ကြောင်းသိရပါဗျ။ Sorry Club အနာစာအသင်းမှာကစားနေတဲ့ Sironedo ဟာအဲ့ဒီညစာအစားဝဲကို Sorry မင်းသား Mohammed Bin Salman နဲ့အတူတက်ရောက်ခဲ့တာဖြစ်ပြီးတခြားနာမည်ကျော်များစွာကိုလည်း Donald Trump ကဖိတ်ကြားခဲ့တယ်လို့သိရပါတယ်။ ညစာစားပွဲမှာဆီရန်နယ်တို့ကဒေါ်နယ်ထရမ့်ရဲ့တားဖြစ်သူဘာရွန်နဲ့လည်းတွေ့ဆုံခဲ့ရပြီးအဲ့ဒေတော်တွေကိုနှုတ်ဆက်စကားပြောကြရမှာဒေါ်နယ်ထရမ့်ကကျွန်တော်သားကဆီရန်နယ်တို့ရဲ့အကြီးစားပရိသတ်ဖြစ်တယ်လို့ထည့်သွင်းပြောကြခဲ့ကြောင်းသိရပါတယ်။ဒေါ်နယ်ထရမ့်ကဆီရန်နယ်တို့ဟာဘောလုံးလောကရဲ့ထာဝရအကောင်းဆုံးကစားသမားဖြစ်ကြောင်းပြောကြားခဲ့ဖို့သူလည်းဖြစ်ပါတယ်။အလဲပိုင်းရတဲ့ညပိုင်းသတင်းစီစဉ်ဒါရိုက်ထုတ်လွှင့်မှုကိုတက်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။